မင်္ဂလာပါရှင်2025ခုနှစ်မတ်လမေယူချန်နဲ့မြန်မာဘာသာပြန်အစီအစဉ်မှကျမလတ်လဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားချုပ်ရခိုင်ကအေအေအီပြည်နိုင်မှုပြင်းထန်လာပြီးမောင်ကျောင်းမြို့နယ်ရှိရိုဟင်ဂျာနေအိမ်200ကို စနစ်တကျသိမ်းပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါကြ ဒေတာခန်တည်ရင်းမြစ်များ၏အဆိုအရ AAD အဆိုပါအိပ်ပိုင်ရှင်များအောင်စစ်ကောင်စီနှင့်ဆက်ဆက်နေသည်ဟုစွပ်စွဲက၎င်းတို့၏ပိုင်ဆိုင်မှုများအောင်အနည်းအောင်ဆိုင်ဖို့များဖြင့်ထိရောက်တဲ့အာဏာသုံးချိတ်ပိတ်ခဲ့ကြောင်းသိရပါသည်။ထွက်ပြေးဖို့ကြောင့်လမ်းမမြေကမ်းမမြေဖြစ်နေကြတဲ့မြမစစ်ကြက်အောင်လက်နက်ကြအညံ့ခံဖို့သာရွေးကြရအောင်ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်အောင်မြင်လာတဲ့ဤလက်နက်ပိုင်တပ်ဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာအရတားပြည်သူလူထုရိုဟင်ဂျာတွေပိုင်ဆိုင်တဲ့တန်ဖိုးရှိနေအိမ်တိုက်တာအဆောက်အအုံများတင်းယူမှုတွေဆက်လက်လုံဆောင်ရရရှိနေပြီး မောင်ကျုံမြို့နယ်ကညင်ကျန်းရပ်ကွက်ကရိုဟင်ဂျာမိသားစုတွေရဲ့နေအိမ်အဆောက်အအုံပေါင်း200ကျော်ကိုရခိုင်ကျဲအေအေကတိမ်းဆီခဲ့ပါတဲ့ဒေသခံတည်ရင်းမြစ်များ၏အဆိုအရအေအေသည်အစိုးရအိမ်ပိုင်ရှင်များအောင်စစ်ကောင်စီနှင့်ဆက်ဆက်နေသည်ဟုစွပ်စွဲကော၎င်းတို့၏ပိုင်ဆိုင်မှုများအောင်အနည်းအောင်ဆိုင်ဖို့များဖြင့်တိရောက်တဲ့အာဏာပုံချိတ်သိမ်းခဲ့ကြောင်းသိရပါတဲ့အစိုးရလှုပ်ရှားမှုကြောင့် မိသားစုဒါစင်ပေါင်းများစွာအုံမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးရိုဟင်ဂျာလူမျိုးများအပေါ်ပြစ်မှတ်ထားခွဲခြားဆက်ဆံခံရမည်ကိုစိုးရိမ်မှုများပုံမနှဆိုင်လာခဲ့ကြောင်းသိရပါကြ။ရိုဟီဂျာပိုင်ဆိုင်မှုများကိုပြစ်မှတ်ထားတိမ့်ပိုက်ခြင်းသည်အေးအေးရဲ့စည်ရင်းနေပြူဟာလား ။တန်ဘူးမြင့်နေအိမ်အဆောက်အုံတွေပာဝင်တဲ့မြို့မကရင်တန်းရှိစစ်ဒီလာရက်ွက်တွေအိမ်ခြေ29လုံးအနောက်ချမ်းအလယ်ပိုင်းတွေတောင်ပိုင်းရက်ွက်များမှာအိမ်ခြေ129လုံးစုစုပေါင်း208လုံးဖြစ်ပါကြ။မောင်ကျမြို့တလွားရှိနေအိမ်များအရေအတွက်အတိအကျကိုစီစစ်နေဆဲဖြစ်ကြောင်းသိရပါကြ။မကြသေးမီကအစိုးရတင်စီမှုများသည့်ရိုဟင်ဂျာများ၏ပိုင်ဆိုင်မှုများကိုစနစ်တကျတည်ယူမှုပုံစံဖြစ်ပြီး တခြားတစ်ဖက်တွင်စစ်ကောင်စီနှင့်အဆက်အသွယ်ရှိသည်ဟုရခိုင်တွင်ရဲ့ပိုင်ဆိုင်သည့်ပိုင်ဆိုင်မှုများကိုလည်းချိန်ပိတ်နေကြောင်းသိရပါသည်မောင်ကျော်မျိုးအတွင်ကအကြီးကရလူတိများတဲ့အဆောက်အုံများမှာမောင်မောင်ကျော် MK ဆိုင်ပိုင်ရှင်ဒေါက်ခင်စောဝေလေးရက်ွက်ထွန်းလစိန်တရက်ွက်မောင်လဖြူ၃ရက်ွက်နီမောင်ချေရက်ွက်တတူဤနေအိမ်တွေဖြစ်ကြောင်းသိရပါကြ ပူမူကြပြန်းတဲ့နေရာရွှေ့ပြောင်းမှုနဲ့ဖိနှိပ်မှုပုံစံ2024ခုနှစ်ဩဂတ်လတွင် မောင်ကျုံမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းအေအေကအဝေးထိန်ဒရုန်းများဖြင့်တိုက်ခိုက်မှုများကြောင့်ထိခိုက်ခံစားရသူအများအပြား နေရာစွန့်ခွာထွက်ပြေးခဲ့ကြရပြီးဖြစ်ပါကြကျန်ရှိသူများအောင်အေအေဤအမေအယောင်မောင်ကျုံမြောက်ပိုင်းနှင့်တောင်ပိုင်းရှိပြည်တွင်းဒုက္ခသည်စခန်းများ IDP စခန်းများတို့အတိအကျပို့ဆောင်ထိမ့်သိမ်းထားတယ်လို့ဒေသခံတွေရဲ့ထွက်ဆိုချက်အရသိရပါတယ်။အလားတူဗုဒ္ဓတော်မြို့အနီးတစ်ဝိုက်တွင်လည်းအ धिक ရခိုင်စီးပွားရေးလုပ်ငန်းရှိတချို့ဤနေအိမ်များချိတ်ပိတ်လိုက်ကြောင်းတွေ့ရပါတယ်။ရွှေရောင်းဝယ်ရေးလုံခြုံသူများနှင့်မဟာစံပွဲတော်ကိုကျင်းပသည့်ကော်မတီတို့နှင့်ဆက်သွယ်နေသည့်မောင်ရွှေသိမ်မောင်ကလူနှင့်ဦးပင်စိုးတို့ကဲ့သို့သောလူပုဂ္ဂိုလ်များသည့် ယခင်စည်ရနာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုအကြောင်းပြက၎င်းတို့၏ပိုင်ဆိုင်မှုများကိုအပြည့်အဝထိန်းချုပ်ထားကြောင်းအေးအေးဤနီးစပ်တဲ့မီဒီယာတွေကရေးသားဖော်ပြချက်အရသိရပါတယ်ဘာဆွေးဆောင်မှုမှမရှိအောင်ရူဟီဂျာတွေကိုထိန်းချဖို့အေးအေးအအုပ်ချုပ်ရေးနီးပြူဟာအစိုးရပြင်းထန်တာရူဟီဂျာတွေရဲ့နေအိမ်များတိတ်ဆိတ်မှုများသည့်ဒေသတွင်းရူဟီဂျာများရှိနေခြင်းအမှတ်ရများကိုဖျောက်ဖျက်ရန် အေးအေးဤပုံမှုကြက်ပြင်းတဲ့အုတ်ချုပ်ရည်နီးပြူဟာဤဒစိုက်တပိုင်းဖြစ်သည်ဟုရိုဟီဂျာတကြွလှောက်ရှားသူများနှင့်ဒေတာခန်တရင်ရင့်မြင့်များကပြောဆိုကြပါကြ၏ဒါကတရားမျှတမှုဒါမှမဟုတ်ကာဝင်ခံမှုနဲ့ပတ်သက်တာမဟုတ်ဘူးအာနန်နဲ့ပတ်သက်တယ်ဟုရိုဟီဂျာတကြွလှောက်ရှားသူတဦးကရိုဟီဂျာခုပုံတို့ပြောကြားချခဲ့ပါကြ၏ ရခိုင်ကျဲအေအေကသူတို့ရဲ့မဟာမိတ်တွေကိုကကွယ်ရင်းနဲ့ရူဟီဂျာတို့ရဲ့နေအိမ်တွေကိုရွေးပြီးတိမ့်ပိုင်နေပါတဲ့သူတို့ရဲ့ရည်မှန်းချက်ကကြောင့်အနာဂတ်ရူဟီဂျာမျိုးဆက်တွေမြေရမယ်အမိအခုကိမဲ့ပြီးဂုံတိတ်ခေါမဲ့စွာကြီးပြင်းလာစေဖို့တိတ်ချစေရန်လှုံ့ဆော်နေတော့ဖြစ်ပါတဲ့ 2024ခုနှစ်ဒီဇင်ဘာလတွင်မော်တော်မျိုးအောင်တိုက်ပိုက်ပြီးကတဲ့ကအေးအေးနှိုက်ကုန်မှုသည်ရိုဟီဂျာအပိုက်အဝန်းများအပေါ်ပြင်ထန်လာခဲ့ပြီးတပြိုင်တည်းရိုဟီဂျာများ၏တော်လာလှရှာမှုအသက်မွေးမကြောင်ပြုခွင့်နှင့်အခြေခံဝန်ဆောင်မှုများပြင်ထန်စွာကန့်သတ်မှုများဆက်လက်ပြုလုပ်နေပါကြ။မောင်တော်မြို့နယ်အတွင်းမှာတည်င်းပေးပို့ချက်များအရအခြေအနေမှာမရေရာသေးကြောင်းသိရပါကြ ။အုံနဲ့အိမ်မဲ့မိသားစုများသည်လေးရပြန့်ခွေမပြူတလို့အမွက်ကများရှော့တော့ပေးထခြင်းမရှိဘူး။သို့မဟုတ်ရောကျင်းတွေလည်းပေးဆောင်ခြင်းမပြူခြင်းကြောင့်မတိကျမရေရာမှုများပုံမှုကြုံတွေ့နေရပါကြင်။တချိန်ချင်းမှပင်နိုင်ငံတကာလူခွေရဖွဲ့များတော်လကနိုင်ငံတကာစုံစမ်းစစ်ဆေးရေးမရှိများတော်လကနိုင်ငံတကာတသိခံတင်မီဒီယာများတော်လကအစိုးရပိုင်ဆိုင်မှုပမာဏကိုလူလတ်စွာအကဲဖြဲရင်မောင်းချုံမျိုးတို့အပြည့်အဝဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါ ိနှိမ်မှုနဲ့လူအခွင့်ရေးကျူပေါမှုများဆက်လက်ဖြစ်ပွားနေရူဟီဂျာလူမျိုးများအပေါ်အေးအေးနောက်ဆုံးပိုက်ဆိုင်မှုတင်းစီရမိမှုများအလုံးကိုထဲ့သွက်မည်ဆိုပါကရှီလျာရဲ့မတမ်းမရစင်ရင်တစ်ခုဖြစ်လာပါကြရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကိုအေးအေးကတိမ်ပိုက်ပြီးကြတဲ့ကရူဟီဂျာများဤခရီးတော်လာခွင့်ပိတ်ပင်ထားခဲ့ပြီး ဈေးကွက်များသို့ဝင်ရောက်ခွင့်ကန့်သက်ထားသလိုစေဘဆိုင်ရာဆောက်ရှောက်မှုနှင့်ပညာရေးတို့အပအဝင်ကန့်သက်ထားပါကြ။ရိုဟီဂျာတွေကိုပြစ်မှတ်ချောင်းမတရားဖန်ဆီမှုတွေအကြမ်းမလုံအောင်ပေးခိုင်းစေမှုတွေနဲ့ပြည်သိချုပ်ချဲခံနေရပါကြ။ရိုဟီဂျာစေဘရေးလုပ်ငန်းတွေအပေါ်ခွဲခြားဆက်ဆံတဲ့အခွန်ကောက်ခံမှုတွေချမှတ်ခဲ့ပါကြ။တိစမဲတယ်လို့တရားရှိသူတွေကိုတရားလုံးလို့တပြတ်တာတွေလုပ်ခဲ့ကြ။ AAD ရူဟင်ဂျာများအပေါ်ပြိနှိပ်သည့်အစီအမံများကိုပြေလျှော့ပေးရန်လူသားချင်းစာနာဖြောက်ချောင်မှုဆိုင်ရာအဖွဲ့အစည်းများနှင့်လူ့အခွင့်အရေးအဖွဲ့များကဆက်လက်တောင်းဆိုနေတော်လဲအခြေအနေမှာဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီးပြေလျှော့ပေးမည့်အရေးအယောင်မပြဘဲဖြစ်နေပါကြ။နိုင်ငံတကာကအရေးယူဖို့တောင်းဆိုနိုင်ငံတကာအပိုင်အဝိုင်းတွေပြင်းထန်တဲ့အကြမ်းတွေကိုတုတ်ပြန်ရန်နှေးကွေးနေပါကြ ရိုဟင်ဂျာများ၏ပန်ဆိုင်မှုနှင့်အသက်မွေးဝမ်းကြောင်းများကိုစနစ်တကျပြစ်မှတ်ထားခြင်းသည်ယခင်ကလေးကဘေးဖဲ့ထားတဲ့အပိုင်းအဝိုင်းအတွေ့ကြီးမားတဲ့အကျိုးဆက်များရှိလာမည်ဖြစ်ကြောင်းလူသားချင်းစာနာထောက်ထားမှုအဖွဲ့များကသတိပေးထားပါသည်။ ရခိုင်ကျဲအေအေအီလောက်ဆောင်ဇံမြောသည်ရူဟင်ကြကြွေကိုတဆိတ်နိုင်လူတွေဟုယူဆပုံပေါ်ပြီးရူဟင်ကျန်နဲ့အတူတကွနေထိုင်ခြင်းကိုမုန်းနေကြတဲ့အပြင်ရခိုင်ပြည်နယ်သည်ရခိုင်လူမျိုး၏တိတက်မွေးရထားနေဖြစ်ပြီးတခြားမည်သူတဦးတယောက်မျှမပါဝင်စေရဘူးဟုတွက်ချက်ထားတဲ့ကြိုးပမ်းမှုရဲ့တစ်ဆက်တစ်ပိုင်းဖြစ်တယ်ဟုလူခွေရေးတူတီတီတဦးကပြောကြားခဲ့ပါတယ် အချိန်မနှောင်းမီကပကြီးကရက်တီရမယ်။မောင်ကျွန်းနဲ့အနီးတဝိုက်ဒေသတွေမှာအခြေအနေတွေဆိုးရွားနေတာကြောင့်စစ်ပေရှောက်ရိုဟင်ဂျာမိသားစုတွေရဲ့ရှေ့ရေးဟာမယိုးရှိတဲ့ခြေလမ်းစီတို့ဥတည်နေပြီးရိုဟင်ဂျာခြေအနေကဆောက်လန့်ရုံညံ့စွာကြံ့ရင့်နေကြရမည်ဖြစ်ပါတဲ့။နိုင်ငံတကာပြည်အားများမရှိပဲအတင်းအဓမ္မရွှေ့ပြောင်းမှုပိုင်ဆိုင်သမျှတိုင်ပိုင်မှုနဲ့ပြည်နိုင်မှုတန်တရားသည့်ဆောက်ရွေ့ရှိနေအောင်မည်ဖြစ်ပါတဲ့။